နမေချင်းမက်ဂနက်တရမနန္ဒန်နဲ့သူမကိုဘလုံးတင်းနေထားရတဲ့လေဆိုရဲအကြောင်းအရာလေးကိုပြဝေတိဆက်ပေးသားမှာဖြစ်ပါရရှင်။ရှိုရီယာလူမျိုးတွေကနက်ကိုကွယ်မှုနဲ့အစွဲကြီးမှုမှာမြမလူမျိုးတွေထပ်သားပါရီ။ဒါပေမဲ့အားလုံးသောတရရေတွေမှာနမေအကြီးဆုံးကတော့မက်ဂနက်ဆိုရဲတရမပါပဲ။သူမရဲ့နန္ဒန်ကသူမလူဘွားကနေထိုင်ခဲ့ရာဘန်ကောက်မြို့ရဲ့တောင်ဘက်ပရာကနောင်းတူမြောင်းပင်နာမှာရှိပါရီ။ဇလန်းလီကတော့အားလုံးသိနေတာပါပဲ။ 1800ပြည့်နှစ်လွန်နှစ်တွေတုန်းကမက်နန်လို့ခေါ်တဲ့မိမလာလေးတယောက်ကတက်မန်ဆိုတဲ့သူနဲ့လက်ဆက်ခဲ့ပါတယ်။သူတို့ကဘန်ကောက်မြို့တောင်ဘက်ပရာကနောင်းတူမြောင်ပြည်မြစ်ဆက်အင်းလီမှာနေကြပါတယ်။မက်နက်ကဝင်ဆောင်တဲ့အချိန်မှာပဲသူမရဲ့မြို့သားတက်ကစစ်မှုရမ်းမှုအတွက်စင့်ငော်ခံရပါတယ်။အားလုံးလည်းသိပြီးသားဆိုတော့ကျတူဝဲပြောရရင်တော့တယောက်ကြာရှေ့တန်းသွားနေတော့မင်းနှမ်းကခလေးမမွေးနိုင်မင်းနဲ့ဆုံမသွားခဲ့ပြီးတော့ တင်းမအဖြစ်တယောက်ကြာကိုစောင့်နေတဲ့အချိန်တယောက်ကြာကရှင်အမမတည်ရင်းနဲ့တယောက်လာခဲ့ပါတယ်။တယောက်ကြာကအစပိုင်းတော့သမိမနဲ့ကလင်းတိလာကိုမတိခဲ့ပါဘူး။ရွာသားတွေတတိပေးတာကိုလည်းလက်မခံခဲ့ပါဘူး။တယောက်ကြာကိုတတိပေးတဲ့ရွာသားတွေကိုလည်းမင်းနမ်ကတက်ပြစ်ခဲ့ပါတယ်။တင်းမတော့မက်ကတော်ရီကနေပြန်လာမှသမိမကချီရန်ရှိအိမ်မော်ကနေလက်ရှိကြီးထုတ်ပြီးအင်းချက်ဖို့တင်းနဲ့တွေရှူနေရကိုကြည့်ပြီးတော့တပြက်ချောင်ကြာကထွက်ပြေးခဲ့ရပါတယ်။ သူပြေးထွက်ခဲ့တဲ့နေရာကဝမဟာဘက်ဘုရားကျောင်းလေးကိုပါ။နေနဲ့တေးမကလိုက်လာလို့ပုတ်ကြီးတွေကတိန်ကျောင်းလေးမှာပေါအောင်စီခဲ့ပါတယ်။တိန်လေးကိုတော့မင်းနဲ့တေးမကမလိုက်နိုင်ပါဘူး။ဒါပေမဲ့တေးမကအညှို့ထားပြီးတော့ရွာကိုခက်စီတိခဲ့ပါတယ်။ဒီမကောင်ကျောင်းတို့ရွာကြီးပြက်ခဲ့ရတယ်။ထပြီးသွားတဲ့ရွာသားတွေကအထက်လဲဆရာပြင်ပြီးနေနဲ့တေးမကိုနှိမ်နေရမှာအထက်လဲဆရာကတေးမကိုကြက်ခရရေးပိတ်လို့မြစ်တိုင်းတိချပြီး မြောက်သေးမှာအမင်းနဲ့ဇဝေတော့အမိတ်ပြီးခဲ့ပါတယ်။နေနေငယ်ကြမှာတော့တက္ကသိုလ်သူကကျခင်အားကိုဆွေယူရရှိပြီးဖွင့်မိနိုင်လို့မင်းနဲ့တယင်မကနုမြောက်လာခဲ့ပါတယ်။မင်းနဲ့တယင်မကဖျားခေါင်းဒီမောင်တခြားပြန်လဲတောင်းကျလာနဲ့တောင်ပေါ်တုံဆိုတဲ့ဒီကိုကြီးရဲ့ဖုန်းတော်ကြီးတစ်ပါးကသူစိတ်တကူနဲ့နိုင်ငံတည်ရဲ့မရဲ့အယိုးစုကိုတွေ့အောင်ရှာကပြန်တူပေါ်ပြီးတော့ဒီမောင်ဝင်းကြီးကိုအယိုးစုထဲမှာပြန်ပေးပြီးတော့ချုပ်ထားခဲ့ပါတယ် အဲ့ဒီအကျိုးစုကိုထိုင်းတော်ရဲ့မိသားစုအမိန့်နဲ့အခုခါမှာတော့သူမရဲ့နန်းနန်းဆောင်လုပ်ထားတဲ့အဆောင်အအားမှညှပ်ထားခဲ့ပါရီမင်္ဂနက်တရေမရုပ်ထုကသူမသားလေးကိုပိုက်ထားတဲ့ပုံမှာရှေ့ချထားပါရီနောက်ရောက်ပူစောသူပြီကအမွေးနဲ့သားရီပတ်စံထိုင်းရုပ်ရဝိထိန်နဲ့ရွှေတဲ့ဒီနဲ့ပူစောလေးရှိတယ်။နောက်ရောက်ပူစောသူပြီကတော့အထူးသဖြင့်ခိုင်းစစ်မှုရန်တွေရဲ့မိခင်တွေဇနီးတဲ့တွေကစစ်ထွက်ရောက်ကြသားသမီးတွေကိုအငြိအကင်းအောင်ဆောက်ရှောက်ပေးဖို့အတွက်လာရောက်ပူစောလေးရှိကြတယ်။ နန်းနန်းလေးကိုတော့ခုံးစာမဝင်ရပါဘူး။ဝင်ရင်တော့စိုးကျိုးတွေကျိန်းနေခန်းစားရတယ်လို့ဆိုပါရယ်။ဘာပဲဖြစ်ဖြစ်တန်ကောင်းမြို့တောင်ဘက်ဖရာဂရောင်းတမြောင်နယ်ဘေးကမက်ကနန်နဲ့တက်မတ်တို့ရဲ့အိနီယာလီကတော့နန်းနန်းဖြစ်ပြီးလွန်ခဲ့တဲ့250ကျော်ထက်တောင်မှစီကားနေပါရယ်။ဒါပေမဲ့ကနေ့တခါနန်းနန်းတို့ဝိုက်မိနေတဲ့နဲ့ရရင်တော့လူသေးပြောင်းရှိပြီးမက်ကနန်တီးမကဖန်ဆန်းရပဲရှိကြောင်းမှတ်သားရပါရယ်ရှင်။ ဟုတ်ကဲ့ပါဒီကနေ့မှတိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုဝင်းရင်ရှိသားတဲ့ဆရာလူမြမကိုလည်းလေးစားစွာနဲ့ credit ပေးပါရရှင်ဒီမှာတိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကျန်းသေးတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like နဲ့ share လေးလိုသားပေးဖို့အတွက်မေးကြပါနဲ့နော်နားဆရာပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပေးတင်ရှိပါရရှင်